6မိနစ်သာကြာချပြီးတွင်ကုန်သုံးကုန်ထိမြင်ခဲ့ရတဲ့ United ပွဲအလုံးဝမင်္ဂလာပါ United Principal Facebook Page နဲ့ YouTube Channel လေးကနေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါရစေ United တို့ကတော့မင်းညာကလန်ဒန်ဂျပါကြီးတို့ရဲ့အိမ်ပွဲမှာအနိုင်၃မှတ်ရတော့မလို့လို့ကံကောင်းလို့မရှုံးခဲ့တာလို့ဖြစ်ခဲ့ပါဗျာ United ဟာဒီပွဲမှာပြည်သက်တွေကိုရင်ကုန်စိတ်လှုပ်ရှားမှုအပြစ်ပေးခဲ့ပြီးဂျာသာဆုံစိတ်ခံစားမှုအပြစ်ပေးခဲ့တာဖြစ်ပါတယ် နိုင်တဲ့တော့ဦးဆောင်ကိုရရှိချိန်မှာပြောရှင်နေရပြီးစပါကိုခြေပါကွန်းနဲ့အနိုင်ကိုပြန်ပေးရချိန်မှာတော့ငုံမလို့ကြည်ရမလို့ဖြစ်ခဲ့ပါတယ်ဒါပေမဲ့နောက်ဆုံးမှာတော့အင်ကဝိုင်းပြီးထဆုရတဲ့အထိဝမ်းသာပျော်ရွှင်ရမယ့်စိတ်ခံစားချက်ကိုအပြည့်အဝပေးခဲ့ပြန်ပါတယ်တကယ်ဆိုသူမကဒီကဘာမှာအပြောင်းလဲမြန်ဆုံးလို့ထင်ခဲ့တာတကယ်တော့ United ကအပြောင်းလဲမြန်ဆုံးဖြစ်နေခဲ့တာပါဘလောက်ထိပြောင်းလဲမြန်တယ်လဲဆိုရင်စပါတို့ခြေပါကိုရရှိတဲ့အချိန်ဟာပွဲချိန်84မိနစ်မှာဖြစ်ပြီးနောက်ထပ်ဥဆောင်ကိုကိုတော့ပွဲချိန်မိနစ်90မှာဖြစ်ပါတယ် ယူနိုက်တက်ရဲ့ပြန်လည်ခြေပောင်ကိုသိမ့်နေတဲ့အချိန်ကမိနစ်90နဲ့နာကျင်ခြေမို6မိနစ်မှဖြစ်တာကြောင့်6မိနစ်တွင်အတွင်းကို3ဂိုးနဲ့အပြောင်းလဲတော်လေးမြန်ခဲ့တာဖြစ်ပါတယ်။ဒီဘက်ကယူနိုက်တက်တို့အတွက်2ပွဲဆက်9ပွဲပြောက်ဆုံးတာမဟုတ်ဘဲ9ပွဲဆက်ရှုံးပွဲမရှိသေးတာဖြစ်ပါတယ်။တကယ်ဆိုယူနိုက်တက်တို့ဒီထက်ပိုပြီးလုံပြခဲ့တင်ပါတယ်။တပွဲတပွဲသာကန်နေတာနဲ့ညီစပါးကိုရင်ဆိုင်ဖို့အချိန်ပြည့်ပြင်ဆင်ဝင်ရခဲ့ပေမယ့်အနိုင်သုံးမှတ်ကိုတော့ရယူခဲ့ခြင်းမရှိခဲ့ပါဘူး။စပါရောကတော့ United ကိုအင်ကွင်း6ပွဲဆက်ရှုံးဝဲမရှိစံချိန်ကိုထိန်းထားနိုင်ခဲ့ပါတယ်။ဒီပွဲမှာ United အတွက် Hero လည်းဖြစ်ပြီး Lane လည်းဖြစ်ခဲ့တဲ့သူကနောက်ခံလူတီတစ်ပါ ဒီနေ့ဟာ United တို့အဖိုးတန်တေးတမကိုနောက်ဆုံးမိနစ်နောက်ဆုံးစက္ကန့်မှာသွင်းယူခဲ့တာကြောင့်ဟီရိုဖြစ်ခဲ့တာပါ။ Villain ဆိုတာကတော့ United ကိုချစ်ပါကိုသွင်းယူခဲ့တဲ့တဲရဲ့ကိုမှဒီနေ့နဲ့အနေငယ်ပွတ်တိုင်မှုဖြစ်ပွားခဲ့ပြီးဘောလုံးလမ်းကြောင်းပြောင်းသွားခဲ့တာကြောင့်ဖြစ်ပါတယ်။အဆိုပါပွဲမှာ United ရဲ့ပွဲထွက်လူစင်းကိုကြည့်မယ်ဆိုရင် Northern Forest နဲ့ပွဲကလူစင်းကိုအပြောင်းလဲအများကြီးလုပ်လာခဲ့ပါတယ်။ခက်စစ်အားတန်ပြီးတံပြန်တိုက်စစ်ကစားပွန်အားကောင်းတဲ့ Thomas France ပွားကို တကွက်ပြမယ်ဆိုတဲ့နေပြူဟာနဲ့ပါထုံးစံတိုင်းကုသမားကတော့ဆန်နီလမ်းမဲပွဲထွက်လာခဲ့ပြီးခန်းစစ်၃ရာမှဒီလေးမကွာရရှော့ဝင်းမတ်တွေမှာစပိုင်ရဲ့ကောင်တာကိုတားဆီးဖို့ခန်းစစ်ပိုင်းပူအားတန်နဲ့မော်ဇူရာဝင်းရဲ့ဒေါဂူတို့ကိုပွဲထုတ်လာခဲ့ပြီးကွင်းလဲမှာတော့ကက်စီမဲရိုနဲ့ဖာနန်ဒါတို့အတွဲကိုမြင်တွေ့ရမှာဖြစ်ပါတယ်။တောင်ပိုင်းတွေမှာတော့အမ်ဘူမိုနဲ့အာမတ်တို့ပွဲထွက်လာခဲ့ပြီးအထောက်တိုက်စစ်ကတော့ကွန်ညာကိုပွဲထုတ်လာခဲ့ပါတယ်။ စပါးကတော့အဓိကကစားသမားတွေဖြစ်တဲ့ဘန်ဒီဗန်ရိုမဲရိုပါပီစာရစ်ချလီဆန်ဂျက်ဆွန်ကိုလိုမူဝါနီတို့နဲ့ပွဲထွက်လာခဲ့ပါတယ်ပထမပိုင်းမှာတော့ဂျူနိုက်တက်ဒ်စပါးကိုထိရောက်တဲ့တိုက်စစ်စင်မှုပြုလုပ်ဖို့ကြိုးစားခဲ့ပေမယ့်စပါးရဲ့တောက်နေတဲ့ခံစစ်ကြောင်းအခက်တွေ့ရှိခဲ့ပါတယ်ဒါပြင်အဝေးကွင်းဖွဲဖြစ်နေတာနဲ့ညီစပါးတို့ကတော့ဘလုံးပိုင်ဆိုင်မှုအသာစီနဲ့ကစားခဲ့ပါတယ်ဂျူနိုက်တက်ဒ်အနေနဲ့ပထမပိုင်းမှာစပါးအတွက်ဂိုးရစီမဲ့အခွင့်အရေးနှစ်ကြိမ်ကိုပေးခဲ့ရပါတယ်ကိုသမားဆန်နီလမ်မန်လည်းဆွဲပြကာကွယ်ခဲ့လို့သာကိုမပေးခဲ့ရတာဖြစ်ပါတယ်ဝက်ကစားတင်32မိနစ်ရောက်မှာတော့အာမတ်ဒီယာလိုရဲ့ဖြတ်တင်ပေးမှုကိုအမ်မူမကောက်ခေါင်းတိုက်ဆုံးသက်ပြီးဥဆောင်ကိုသွင်းယူခဲ့ပါတယ် ဒီသင်ကိုကြောင့်ပဲပထမပိုင်းကို United တို့ဥဆောင်နိုင်ခဲ့ပါတယ်ဒုတိယပိုင်းပြန်လည်စတင်ရမှာတော့ Sparrow အနေနဲ့ပုံမဖိအပေးတိုက်စစ်ဆင်လာခဲ့ပါတယ်ပွဲကစားချိန်84မိနစ်မှာတော့ Sparrow ရဲ့လူစားဝင်ကစားသမားတဲရဲ့အတွင်းကိုကိုခွင့်ပြုလိုက်ရပြီးနောက်ထပ်6မိနစ်ကြာမှာပဲ United ကိုအနိုင်ရရှိမဲ့အတွင်းကိုချာလီဇန်ကတွင်ယူခဲ့ပါတယ်ဒီသင်ကိုတွေကိုခွင့်ပြုလိုက်ရတာကနီပြအမွန်ရဲ့လူစားလဲပုံကြောင့်လို့ပြောလို့ရပါတယ်ကိုယ်လည်းမှာအာကိုရနဲ့ကက်စမီယာကိုထုတ်ပယ်ပြီးဒီအသည်မှာခြေစွမ်းပိုင်းကျဆင်းနေတဲ့ဥကာဒီကိုထည့်သွင်းမှုမကွာရတန်ရရှိခဲ့တာကြောင့်လန်နီယိုနဲ့လူစားလဲမှုတွေကနေကိုပြေးလိုက်ရတာဖြစ်ပါတယ် မြေချလေးစားသွင်းယူခဲ့တဲ့ဂိုးကြောင့်စပါရိုအနိုင်၃မှတ်ရရှိပြီလို့ထင်ခဲ့ပေမယ့်ပွဲချိန်မိနစ်60ပြည့်လို့နာကျင်ချိန်မို6မိနစ်မှာဒီလေးကယူနိုက်တက်အတွက်အဖိုးတန်ချစ်ပါကူကိုသွင်းယူခဲ့ပြီးစပါရိုရဲ့အပြော်တွေကိုဖျက်ဆီးပစ်ခဲ့တာဖြစ်ပါတယ်။ယူနိုက်တက်ကတော့ပြီးခဲ့တဲ့နှစ်ကခြေစွမ်းနဲ့စိတ်သက်ပိုင်းရဆိုရင်အခုလိုရလဒ်မျိုးနဲ့တေချာပေါက်ရှုံးသွားမှာဖြစ်ပေမယ့် ။တရားစီမံတော့ကစားသမားတွေရဲ့နိုင်လို့စိတ်ပြင်းပမှုတွေချစ်ပကိုရီနဲ့ပြန်လာနိုင်မှုတွေကအတော်လေးကိုချစ်ကျွရမယ့်ပိုင်းတွေဖြစ်ပါတယ်။ဒါကြောင့်တွင်ကို၃ကို6မိနစ်ချပြီးရင်ခုန်မှုအပြည့်အဝပေးခဲ့တဲ့ United ပွဲကတော့အဖို့တန်တေးရီတမတ်နဲ့ပြီးဆုံးခဲ့တာဖြစ်ပါတယ်။ United ကိုချင်းငင်ကြတဲ့ပရိသတ်တွေအတွက်စိတ်ဝင်စားစရာကောင်းတဲ့သတင်းအကြောင်းအရာတွေကိုတင်ဆက်ပေးသွားမှာမို့ United Principal Facebook Page နဲ့ YouTube Channel လေးကို Like and Subscribe လုပ်ပေးသွားခဲ့ကြပါဦးခင်ဗျာ။ချစ်ချုပေးခဲ့တာကျေးဇူးတင်ပါတယ်။